ေါ်လာပေါက်စင်းနဲ့လူတစ်ယောက်ကိုငွေတသိန်း2500ထည့်ဝင်ထားရင်ဒီနေ့ကို3351.6ကျပ်အကျိုးမြတ်ခံစားရတယ်ဆိုတာကြောင့်လူအများအပြားငွေတွေထည့်ဝင်ရင်းနှီးနေကြတဲ့ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုပြည်မြို့မှာပေါ်ပေါက်နေပါတယ်ဒီသတင်းကိုမင်းညိုကပြပူထားပါရရှင် SCS Saxon Capital Group ရဲ့လက်ကမ်းကြော်ညာစာရွက်မှာရင်းနှီးမြှုပ်နှံမှုကိုဒေါ်လာ100 1000 1000ပုံစံတွေနဲ့ဖော်ပြထားပြီးဒေါ်လာ100ကို3500လုံးနဲ့ရင်းနှီးထားရင် တရက်ကို3350တကြက်အကျိုးမြတ်ရရှိမယ်လို့ဖော်ပြထားပါတယ်။ကုမ္ပဏီကပြန်ပေးရင်တော့ဒေါ်လာကို980ကျက်နဲ့ပြန်ထုတ်ပေးပြီးကုမ္ပဏီက290ကျက်အမြတ်ယူမှာပါ။ပဲခူးတိုင်းပြည်မြို့မှာဇန်နဝါရီလဇန်ပိုင်းကစတင်ပေါ်ပေါက်လာပြီးအခြေခံလူရန်းစားတွေအထိဝင်ရောက်အနှံ့နေကြပါတယ်။ကျွန်တော်ကတော့ဒေါ်လာ300ရင်းလိုက်တယ်။300ဆိုတော့3လုံး3လုံးဆိုတော့3သိန်း9500နဲ့5တာအလုံးရင်းလိုက်တယ်။ ဒါကျွန်တော်ရဲ့ဘော်ဒါတွေကတော့နော်အောက်ကနေပြီးတော့သူလဲလှုပ်ရှင်တယ်ဆိုတော့အဝင်လိုက်တယ်သူတို့ကတော့တချို့ကဒေါ်လာ1000ဆိုတော့ဆယ်လုံးပေါ့ဒီဟာကဘလောက်ခိုင်မာဘူးရှိတာမရှိတာတော့ကျွန်တော်တို့အခုချိန်ကြီးတော့အတိအကျမသိသေးဘူးလောလောဆယ်ကျွန်တော်အခု10ရက်ပြည့်သွားပြီ10ရက်ပြည့်လို့အခုကျွန်တော်အခု CB Bank မှာတသိန်း6000ကျော်တော့ကျွန်တော်ထုတ်ပြီးသွားပြီ SCL Group ကို2018ခုဇန်နဝါရီလကစပြီးရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးဒေါ်နီလာမူကလက်မှတ်ထိုးပြီးကုမ္ပဏီလိုင်စင်လက်မှတ်ထိုးပေးထားခဲ့ပါတယ် ဒီကုမ္ပဏီကလည်းကျွန်တော်တို့ကတရားဝင်လိုင်စင်ရှိနေတယ်။အဲဒီလိုင်စင်ပေါ်မှာဘယ်လိုမျိုးစီစစ်မှာလဲကျွန်တော်တို့ဒီကုမ္ပဏီရဲ့အာမခံချက်ကဘယ်လောက်ရှိမလဲဒီလိုမျိုးအစုရှယ်ယာတွေကိုဒီရာခိုင်နှုန်းများများအမြန်ငွေနဲ့ကျွန်တော်တို့ပေးနေခြင်းကကျွန်တော်တို့ဒါတရားဝင်နဲ့ညီညွတ်မှုရှိရလားကျွန်တော်တို့ကအာမခံချက်ရှိရလားဒါတွေအားလုံးကိုကျွန်တော်တို့ကဒါဆက်လက်နာဝင်ကြီးရှိအစီအစဉ်လာရေးပြီးတော့ကျွန်တော်တို့မြင်ရတော့မှာဖြစ်ပါတယ်။၃လပြည့်ရင်ထက်ဝင်ငွေတွေနဲ့အမြတ်တွေကိုထုတ်ယူနိုင်ပြီးနေ့စဉ်လည်းရရှိတဲ့အမြတ်ကိုအပတ်စဉ်ဗုဒ္ဓဦးနေတိုင်း ထုတ်ယူနိုင်တယ်လို့ကုမ္ပဏီဘက်ကပြောပါတယ်။နောက်မှရမယ်၊နောက်ဆက်လာမှရမယ်၊ငါးလမှရတယ်လို့ပြောဘူး။ဟိုမဆောင်ရဘူးပေါ့နော်။ဘယ်လိုကဒီနေ့ဖြစ်ပြန်ရနေပါလဲ။ကျိုးဆွေတော်မှကျွန်တော်အကြီးတွေအကုန်ပြန်ရနေပိုးခံမှာပိုရှိသွားအောင်ပေါ့အခုဆောင်ရနေပါလေအခုချင်းနှိမ့်မြုံနယ်မှုမှာအပိုစုချင်းနှမျိုးရှိပြီးတမျိုးကဒေါ်လာ100အပ်မဲ့လူတယောက်ခေါ်ဆောင်ပေးအပ်နေပေးသူကိုငွေ9300ကျပ်ချင်းမြန်မာဖြစ်ပြီးနောက်တစ်ခုကလိုင်းကြီးအမှတ်ပေါ်မှာလဲ ဒေါ်လာ100ကို6.5ရာခိုင်နှုန်းခန်းစားရမယ်လို့ပြောပါတယ်။အခုယင်းနှိမ့်မြောက်နယ်မှုမှာအပိုစုရေးနှမျိုးရှိပြီးတစ်မျိုးကဒေါ်လာ100အပ်မဲ့လူတစ်ယောက်ခေါ်ဆောင်အနှံပေးသူကိုငွေ9300ကျပ်ချီမြှင့်မှာဖြစ်ပြီးနောက်တစ်ခုကလိုင်းညီအမှတ်ပေါ်မှာလဲဒေါ်လာ100ကို6.5ရာခိုင်နှုန်းခန်းစားရမယ်လို့ပြောပါတယ်။အခုလိုရာခိုင်နှုန်းများစွာအမြင့်အစွန်းပေးနေတာကြောင့်တနေ့နဲ့တနေ့ထက်ဝင်သူတွေများပြားလာပြီးတစ်ဖက်ကကုမ္ပဏီခိုင်မာမှုမရှိရင် ငွေထက်ဝင်သူတွေအတွက်ဒုက္ခရောက်မှာကိုစိုးရိမ်စရာဖြစ်နေတယ်လို့ဒေသခံတချို့ကသုံးသပ်နေကြပါတယ်ကျွန်တော်မင်းညိုပါခင်ဗျာ